ကျွန်တော်ခုလက်ရှိဆောက်နေတဲ့ mobile legend တွေမှာဆိုရင်ကိုကစကေးပြနိုင်ရင်ပြနိုင်တယ်လို့လောက်ွက်ထွက်ရင်ထွက်တယ်လို့အသုံးပြုလို့ရမယ့် battle spare ဘောင်း12မျိုးအထိရှိတယ်။သိကြတဲ့အတိုင်းပဲ battle spare တစ်မျိုးချင်းစီတိုင်းမှာမတူညီတဲ့ availability တွေနဲ့မတူညီတဲ့လုံဆောင်ချက်တွေရှိတာတလို့ကိုကိုင်ကလေး hero ပုံမူတည်ပြီးတော့ battle spare ရဲ့လုံနိုင်စွမ်းနေရာလဲကွဲပြားသွားနိုင်ပါတယ်။ဒီမနဲ့မင်းလိုပဲဘာမှမဆိုင်ဘူးဆိုပေမဲ့ကျွန်တော်စီလာဝယ်လို့ရတဲ့ကက်ကက် bro တွေရတချို့ feature တွေကိုလူတော်များများမသုံးသက်သေးတဲ့အတွက်လာမေးကြတဲ့အခါကြီးလည်းရှိပါတယ်။အဲဒါကြောင့်မို့လို့လေကိုချန်နေမှာကောင်းပုံနဲ့ကွန်တက်လေးတစ်ပုဒ်တိုးလာအောင်ပြီးတော့လေတခြားတခြားအကြောင်းတွေပြောရတာလည်းပြင်းနေပြီ ဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့လူတိုင်းမသိလောက်သေးတဲ့ Badass Berry ရဲ့အကြောင်းကို Social Media ဘောင်းဆောင်မှာ reset လုပ်ပြီးတော့ brother တို့ကိုပြပြဖို့အတွက်ဒီ video လေးဖြစ်လာရတာပါ ပထမဦးဆုံးပြပြမဲ့ Brother Space ရဲ့နာမည်ဖြစ်တဲ့ HQ ဆိုတဲ့နာမည်ကိုကြားလိုက်ပြီးဆိုတာနဲ့ Brother တို့အနေနဲ့ Epic မှာတန့်လို့ရင်အများဆုံးပစ်တက်ကြတဲ့ Dark System တို့မှာ Hero ဖြစ်တဲ့ Saber တို့ Natalia တို့ကိုပဲပြင်းပြင်းမိကြမှာပါဒါပေမဲ့ Sky Piazza ဆိုတဲ့ဒီ item ကြီးပေါ်မလာခင်ဟိုအရင်2020နှစ်တည်တုန်းကဆိုရင် Ali Bay မှာ Damage မလောက်တဲ့ Greeny Mia ကို HQ နဲ့တွဲဆော့တာတို့ Kakura ကို HQ နဲ့တွဲဆော့တာတို့အပြင် Hacker Roma တို့ Johan Roma တို့ Gushin Millina တို့ဟာဆိုရင်လည်းပဲအရင်တုန်းကဆိုရင် Sky Piazza ပေါ်မလာခင်တုန်းက HQ ဆိုတဲ့ Spec ကိုအသုံးပြုခဲ့ကြတာပါ Spec ကိုတော့90 က္ကန့်ရှိပြီးစပိန်ရဲ့လွတ်လွတ်ပုံကတော့တိကျတဲ့အတိုင်းပဲယူရှိနေသွေးနည်းနည်းလေးနဲ့ကိုစီရန်နေပြေးနေအန်နမီကိုလျှက်စစ်ရှော့တိုက်လိုက်မှဖြစ်ပြီးတော့အဲ့ဒီလိုရှော့တိုက်ခံလိုက်ရတဲ့အန်နမီကချက်ချင်းဖက်ကနေဆိုပြီးတော့တန်းတည်သွားမှာပါနောက်ပြီးတီထားမှာတကူက execute ကိုတုံးလိုက်တဲ့အခါပေးတဲ့ဒဏ်ပေးက true damage ဖြစ်တာဖြစ်တဲ့အတွက်တီကန်နီးကြရဲ့ physical defense နေလို့ magic defense ကိုတူးတိုးသွားတယ်ဆိုတဲ့ treasonal လိုမျိုးကြောက်တုံးကြီးတောင်မှ execute ရဲ့ဒဏ်ပေးကိုမခံစားနိုင်ပဲပြပြဝတ်နေရတာပါ sky bia za နဲ့မတူရတဲ့ချက်ကဘာလဲဆိုတော့ execute ရဲ့ဒဏ်ပေးက ali bang ဆိုရင်တိတ်ပြီးမများဘူးဆိုပေမဲ့လေကိန်းပိုင်းကြရင် level တက်ရင်တက်လာတယ်လို့ execute ရဲ့ဒဏ်ပေးကများများလာ မှာဖြစ်ပြီးတော့လေကိန်းပိုင်းလေးအတုံးဝင်အောင်မွတ်တွန်းတွန်းနေနဲ့ adjustment လုပ်ထားပါတယ်။နောက်ပြီးတော့ဒီ excuse ရဲ့စပယ်မှာလူသိတော့နေပေမဲ့တကယ်ကိုအတုံးဝင်တဲ့ tip တချို့လည်းရှိနေပါသေးတယ်။ဒီမှာဆိုရင်တွေးကြတဲ့အတိုင်းပဲကျွန်တော်အနေနဲ့ Hanami ကိုသွေးမနှင်းနှင်းအောင်ရိုက်နေတယ်။သွေးမနှင်းနှင်းအောင်ရိုက်နေရင် execute သုံးလို့ရပြီဆိုတဲ့အခြေအနေမှာသူ့ကိုရှိကခံလိုက်ပြီး execute သုံးမယ်ဆိုရင်တော့မှ execute ရဲ့ damage ကရှိတွေကိုပါဖောက်ပြီးတော့ဖြတ်နေတာကိုတွေ့ရမှာပါ။ အရှိမပြောခဲ့သလို SQ ဆိုတာက True Damage ထွက်တာဖြစ်လို့တွေးကြတဲ့အတိုင်းပဲ Vanjet နဲ့ကာပြီးတော့ SQ သုံးမယ်ဆိုရင်တော့မှ Vanjet ရဲ့တံမြန်တက်ရောက်မှုတွေကအလုတ်ဖြစ်မှာမဟုတ်ဘူး။နောက်ပြီးတည်ထားမှာတကူက SQ ရဲ့ Damage ကရှီးဖောက်တယ်ဆိုတဲ့နေရာမှာရှီးနည်းနည်းလေးကိုပဲဖောက်တာမဟုတ်ဘဲနဲ့ရှီးအများကြီးရှိနေတဲ့နောက်မှာတွေးကြတဲ့အတိုင်းပဲ SQ လေးသုံးလိုက်ပြီဆိုတော့ ਨੇ ချက်ချင်းဖက်ကနေဆိုပြီးတော့တန်းနေသွားတဲ့အခြေအနေတွေပါ။ ဒါပေမဲ့တီထားမှာတခုက SQ သုံးလို့ရတဲ့သွေးပမာဏကိုရောက်နေတယ်ဆိုပေမဲ့ NUB ကစေသွားတာတို့သွေးဖြည့်သွားတာတို့ဘာညာတို့ဆိုရင်တော့ SQ ကအလုပ်ဖြစ်တော့မှာမဟုတ်ဘဲနဲ့သုံးလို့မရတော့ပါဘူး။သွေးနည်းနည်းလေးနဲ့ဓာမိမပြတ်တဲ့အခြေအနေမျိုးတွေပါဖြစ်နိုင်နေပေါ့ဗျာ။ So Let's talk about the retribution. အရင်ဆုံး retribution ဆိုတဲ့ battle spell ရဲ့အကြောင်းကိုမပြောခင်တခြား battle spell ရဲ့ gameplay ကိုကျွန်တော်လွယ်လွယ်နဲ့ယူနိုင်ခဲ့ပေမယ့် jungle ဆိုတဲ့ rogue ကကျွန်တော်နဲ့မသက်ဆိုင်တဲ့ rogue တစ်ခုဖြစ်ပြီးတော့ retribution ဆိုတဲ့ battle spell ရာလည်းမတုံးတာကြာတော့ဖုံနေတောင်တက်ပြီးနှိပ်လို့မရတဲ့အနေအထားတွေဖြစ်နေပြီဖြစ်တဲ့အတွက် retrib ောက်တဲ့ gameplay တွေ jungle ဆော့တဲ့ gameplay တွေဆိုတာကကျွန်တော်အတွက် gameplay တွေအားလုံးနဲ့မှအခက်ခဲဆုံးပါကျွန်တော် retrib ောက်တာပဲဆော့တော့လည်းဖြစ်တာပါ channel ပိုင်းတွေဖြစ်တဲ့ lane ganking တို့ jungle rotation တို့ team fight battle ဘာညာဆိုရင်လည်းကျွန်တော် ော့ရဲ့ဂျန်ကေလာကြီးကစောင်းရမ်းကောင်းလုံးတို့တငယ်ချင်းနေရာတော်မှာဂိမ်းဖြတ်လိုက်တော့လို့ပြောတဲ့အထိပါပဲဆိုတော့ brother တို့တည်ထားမှာတခုကဒီဗီဒီယိုမှာ brother တို့ကို retribution ကိုဘလို့အထာကြကြမှန်အောင်ပေါက်ရမလဲဆိုတဲ့အကြောင်းတွေမပါပါဘူးအဲ retribution သုံးမျိုးကြောင်းကိုပဲရှင်းပြမှာပါ retribution ကင်ထားရဲ့ player အနေနဲ့ enemy channel ကိုသွားဟောက်တလူမျိုးမြန်မာလူလေးဘလူစားတဲ့စပဲဆိုတာကတော့ရေဘူးဝါအဖြစ်မှန်နေဆိုပေမဲ့တကယ်တမ်းကျအဲ့လောက်ကြီးယူရှင်းမနေပါဘူး brother တို့ mobile legend ဆိုတာနဲ့ retribution ယူထားတဲ့ player အနေနဲ့သူ့ရဲ့ဖက်နက်မှာ retribution availability ပေါ်နေမှာဖြစ်ပြီးတော့အဲ့ဒီဖက်နက်မှာပေါ်နေတဲ့ retribution evaluation အရာ online သူ့ရဲ့ availability တွေကလည်းကွဲပြားသွားနိုင်တယ်။ပွဲဆက်ဆက်ချင်း birthday party မစားရသေးတဲ့အချိန်တွေ့ကြတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့ retribution က yoyo retribution ဖြစ်နေမှာဖြစ်ပြီးတော့ retribution stat ကလည်း0ပါပဲ။ဒီမှာတည်ထားရမှာတခုကကျွန်တော်တို့က jungle တောထဲမှာရှိတဲ့ jungle monster တွေကိုတတ်မယ်ဆိုရင် retribution stat ကတက်တယ်။ကိုက enemy ကိုအားလိပိတ်မှာ kill ရလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်လည်းဗျာကိုယ့်ရဲ့ teammate က enemy ကိုတတ်တာကိုကိုကကူညီရဲ့အနေနဲ့ assistant ရလို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ retribution stat တွေကတက်ပါလေ။တန်5ခုဖြစ်သွားတဲ့အခါကျွန်တော်တို့ရဲ့ retribution က normal retribution ကနေပြီးတော့ ကြတဲ့အတိုင်းပဲ redistribution availability ပွင့်သားမှာဖြစ်ပြီးတော့အဲ့ဒီ availability တခုချင်းစီတိုင်းကိုကျွန်တော်ကဒီမှာကကနနရှင်းပြပေးသွားမှာပါ ပထမအဆုံးနဲ့ငကြောက်တီအသုံးရများကြတဲ့ ice retribution အကြောင်းအနေအရင်စပါမယ် enemy ကို retrieve လိုက်တဲ့အခါကျရင်ကျွန်တော်တို့အနေနဲ့ movement speed ရမှာဖြစ်ပြီးတော့အဲ့ဒီ movement speed နဲ့ enemy ကိုပြေးလို့လည်းရတယ်လိုက်လို့လည်းရတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကငကြောက်တီသုံးတဲ့ retribution ကိုပြောတာပါဒီ retribution ကိုယူတဲ့တော်တော်များများကပြောရမယ်ဆိုရင်တော့ဖြင့် enemy ကိုလိုက်ဖို့နေနေတသာသူပါတူတတ်တဲ့ battery low battery ဓမ္မမဟုတ်ရင်လည်းဗျာလိုက်ခဲခံရတဲ့အခါပြေးဖို့အတွက်သုံးတဲ့ retribution ဖြစ်ပြီးတော့ enemy ကိုပေါက်လိုက်တဲ့အချိန်မှာဆိုရင်လည်းပဲ enemy က3 second တိတိ slow effect ကိုခံစားနေရလိမ့်မယ် ice retribution ကိုလင်းခုမှစကင် ဲ့လင်းပလီယာတွေတွေမှမြအသုံးပြကြပြီးတော့ enemy ကိုပေါက်လိုက်လို့ရှိရင် enemy ကဆလိုးသွားမဲ့အပြင်ကိုက movement speed လည်းရတာဖြစ်တဲ့အတွက် beginner လင်းပလီယာလေးတွေဒါမကောက်တတ်သေးတဲ့လင်းပလီယာလေးတွေကဒီ ice retribution ကိုသုံးပြီးတော့ဒါကောက်ကြတာပါကိုကလေးပေါ်မှာရှိနေတဲ့အချိန် retry လည်းပေါက်လို့ရတာဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင်ဒီ retribution ကတော်တော်လေးကိုမှကောင်းပြီးတော့လင်းပလီယာရဲ့အတွက်လည်းလက်ဆွဲတော်လိုတော့ပြောလို့ရပါမယ် ice retribution နဲ့ဆိုရင်အားလီပိုင်းမှာအရန်လိုက်ချလို့ကောင်းတဲ့ alice တို့ julian တို့ alpha တို့နောက်ထပ်ဆူယူတို့လိုကောင်းနေလေကောင်းနေအဲပြီးတော့ grandja တို့ဘာတို့ကလည်း ice retribution နဲ့တော်တော်လေးကို ာတက်လျော်တဲ့ဟီးရိုးတွေပါပြီးတော့ဒီလိုမျိုး Civilization နေမှာဆိုရင်လည်းပဲ Ice Retribution ကတော်တော်လေးအသုံးဝင်ပြီးတော့ကိုကစပယ်တစ်ခွက်ခွက်နဲ့ပေါင်းပြီးတော့ Retreat ပေါက်မယ်ပြီးရင် AC လေးပြန်ထွက်လာမယ်ဆိုရင်စတိုင်နဲ့လေးလှုပ်ရှားလို့ရပါတယ်ဥပမာကတော့ Julian နဲ့ပြထားတဲ့ဆိုပေမဲ့ Akain နဲ့ Lancelot တို့ကလည်းဒီ Ice Retribution နဲ့ Life ဖတ်တဲ့ဟီးရိုးတွေမှာပါတယ်ဖက်ကနေလို့ပေါက်ပြီးတော့ဖုတ်ကနေဆိုပြီးပြန်ထွက်သွားရုံပါပဲ bloody retribution နဲ့ enemy ကိုပောက်လိုက်တဲ့အခါကျရင် enemy ကမီးဆွဲတော့မှဖြစ်ပြီးတော့အဲ့ဒီမီးဆွဲရတာလည်း magic damage လိုပဲတစိမ့်စိမ့်တစိမ့်စိမ့်တစိမ့်စိမ့်ချင်းစီနဲ့ damage တွေပေးလိမ့်မယ်။ကိုကတော့အဲ့ဒီ bloody retribution ပောက်လိုက်တဲ့အခါကျရင်သွေးတွေပြန်တက်နေမှာပါ။ပြီးတော့ bloody retribution ကကိုယ့်ရဲ့သွေးများရင်များသလိုအဲ့ဒီပေးတဲ့ magic damage ရလည်းပူပူများလာလိမ့်မယ်။ဒီမဲ့ဆိုရင်တွေ့ကြတဲ့အတိုင်းပဲသွေးများတဲ့ item တွေကိုထည့်လိုက်တယ်။ပြီးရင် retribution ပောက်တယ်။ဟောကြည့် enemy ကသွေးတွေတစိမ့်စိမ့်နဲ့ယော့နေတာ။ဘာဒီ damage မပါဘူးဆိုရင်တော့ကိုယ့်ရဲ့ damage ကတိတ်ပြီးတော့မရှိဘူးဆိုပေမဲ့သွေးများရင်များသလိုကိုယ့်ရဲ့ magic damage ကတိုးလာတာဖြစ် ေအတွက်တွေ့ကြတဲ့အတိုင်းပဲ Blading Retribution ကဆောင်ရွက်လာပါတယ်။အဲဒါကြောင့်မလို့လေဟိုအရင်တန်းချက်ကလာမတာတော့မှဆိုရင် Blading Retribution ကတော်တော်လေးကိုမှလူကိုင်းများခဲ့တယ်ဆိုပေမဲ့အခုလက်ရှိမှာဆိုရင်တော့တန်းချက်ကလာမတာကြီးပျောက်သွားတာဖြစ်တဲ့အတွက် Blading Retribution ကလူကိုင်းမများတော့ဘူး။ဟိုက Glue တို့ Barret တို့ Fair Train တို့အကိုင်းတို့လိုကောင်းတွေကိုဂျန်ကလာဆော့ရယ်ဆိုတော့ဖြင့်ဒီ Blading Retribution ကအခုချိန်ကြီးအသုံးဝင်သေးသေးတယ်ဆိုပေမဲ့လည်းတခြားတခြားသောဂျန်ကလာတွေအတွက်ကကြတော့ Blading Retribution ကတိတ်ပြီးတော့မမိုက်တော့ပါဘူး။ flame retribution လို့ခေါ်တဲ့ horia ania retribution လေးရဲ့လုံးလုံးပုံကတော့ရွေးချင်တဲ့ retribution ကို enemy ကိုပေါက်လိုက်ပြီဆိုတာနဲ့ enemy က magic defend ရော physical defend ရောချက်ချင်းကျော်သွားမယ်ပြီးရင်ကိုကင်ထားတဲ့ hero က magic hero ဆိုရင် magic damage တိုးလာမယ် physical hero ဆိုရင် physical damage တိုးလာပါလိမ့်မယ်ကျွန်တော်လဲ flame retribution ကိုတိတ်မသုံးပြတော့ဘယ် hero နဲ့လိုက်လဲတော့တေချာမပြောတတ်ဘူးဆိုပေမဲ့တေချာတစ်ခုကတော့ hara buza နဲ့ flame retribution တွေကအလိုက်ဆုံးပါ Ultimate 3နေနဲ့ Flame Retribution ကိုသုံးလိုက်မယ်ဆိုတော့ဖြင့်ကျွန်တော်တို့က Physical Attack ဒိုးမယ် Enemy ကတော့ Physical Defense ညော်သားတာဖြစ်တဲ့အတွက် Enemy ကိုဓာတ်မြင့်မြတ်ပို့ပေးနိုင်မှာဖြစ်ပြီးတော့သူတို့ပြောထားပုံရဆိုရင်ဒီ Flame Retribution က Enemy အများကြီးရှိနေတဲ့အချိန်ကြရင်တော့တိတ်ပြီးတော့ Impact မထွက်ဘူးဆိုပေမဲ့ဘိုင်းဝမ်းချနေရတဲ့အချိန်မှာဆိုရင်တော့ဖြင့် Flame Retribution ပေါ့ရင်ကိုကအသာစီးရပါလိမ့်မယ် Fighter Jungler ဆောက်လို့ရတဲ့ Damage Jungler တို့ပြီးတော့ Aluka Jungler တို့ကလည်း Flame Revolution နဲ့တော်တော်လေးအလုပ်ဖြစ်တာကိုကျွန်တော်အနေနဲ့စုပ်ပြီးရဲ့နောက်ပိုင်းမှာသိလိုက်ရတယ်ပြီးတော့ Xbox Jungler လိုမျိုး Early Game မှာ Damage အများကြီးမရှိပေမဲ့ညှော်စီလိုက်လို့လို့ကောင်းတဲ့ Fighter တွေကလည်းဒီ Flame Revolution နဲ့တော်တော်လေးကိုမှလိုက်ဖက်နေပါတယ်လူတော်တော်များများသိကြပေမဲ့မသုံးမြတဲ့ tip လေးတစ်ခုကိုပြပြမယ်ပထမဆုံး Welcome to Mobile Legends ဆိုတာနဲ့ကျွန်တော်တို့ကဖက်နှက်မဝယ်ပဲဟောဒီယာသွားကြထိုးတန်လေးကိုဝယ်ထားလိုက်ပြီးရင်ကိုဘာသာကိုဘတ်တွေစားစီရရှိရစားစက်တန်၅ခုပြည့်အောင်စုလိုက်ပါ retribution step 5ခုပြည့်တဲ့အခါကျွန်တော်တို့အနေနဲ့ဖက်နက်ကိုပြန်ပြီးတော့ဝယ်လိုက်အဲ့ဒီအခါကျရင်တွေ့ကြတဲ့အတိုင်းပဲ retribution ability ရသွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ဂျန်ငယ် monster 5កောင်ထပ်စားဖို့မလိုတော့ပါဘူးအလေးပိုင်းပတ်စားတဲ့အခါ fan hero လင်းတော်ဟာရာပူစာတို့အနေနဲ့ကကြတော့ပတ်စားရတာပို့ပြီးတော့မြင်မှုအတွက်ဟိုရီယာ attack speed item တည်တည်လေးကိုဝယ်တယ်တချို့ grand jar တို့လို arrow လို့လို့កောင်းနေရကြတော့ပတ်စားတဲ့အခါပို့ပြီးတော့မြန်စီဖို့အတွက်ဟိုရီယာသွားကြထိုးတန်လေးကိုဝယ်ကြပါတယ် hit trick ကတော်တော်လေးလူတီများတယ်ဆိုပေမဲ့လည်းတော်တော်များများအသုံးမပြုကြဘူးဘာဖြစ်လို့လဲဆိုတော့ work out mobile legend ဆိုတာနဲ့ကျွန်တော်တို့လက်ကကျင်သားရနေပြီဖြစ်တဲ့အတွက်ဖက်နက်ကိုပဲအမြဲ ေးဝင်နေကြတာမို့လို့ပါ။အပီဒီထားမှာတခုကကျွန်တော်တို့က retribution ဆိုတဲ့ spell ကိုကင်ထားတာဖြစ်တဲ့အတွက် retrie မမိုင်အစိတ်ခံရမှာဖြစ်ပြီးတော့ဆောက်တလဲလို့ရင်လည်းအစိတ်ခံရမှာပါ။အဲဒီတော့ retribution ကင်နေဆိုတာကတာဝန်လေးအရန်ကြီးရဲပေါပေါဆဆလုံးဝတော့လုပ်လို့မရပါဘူး။ကျွန်တော်ရဲ့ဗီဒီယိုကလည်း5မိနစ်ဆိုတဲ့အချိန်တခုကိုရောက်ရှိလာပြီဆိုတော့ကဗလာသားတို့အနေနဲ့ဒီလိုမျိုး content တွေကိုစိတ်ဝင်စားရဲဆိုတော့ဖြင့်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနဲ့ကူညီအပ်ပေးပြီးတော့တောင်းဆိုချင်ပါသေးတယ်။ဗလာသားတို့ကစေတနာပါလို့ရှိရင်တော့ကျွန်တော်လည်းတစ်ဖက်တစ်လက်မုံမိုးလေးရအောင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်း US UK VPN ဒါမှမဟုတ်ရင်လည်းဗျာအဆင်ပြေ VPN တခုနဲ့ကြည့်ဖို့ပြောချင်ပါသေးတယ်။ papi papi boom, yeah, die papi papi boom, yeah, they were done. Woo, papi papi boom, kill him, kill him, kill him. Papi papi boom, yeah, they were done. Papi papi boom, woo, papi papi boom, papi papi boom, yeah, they were done. Papi papi boom, yeah, die papi papi boom, yeah, they were done. Papi papi boom, yeah, ha. Woo, papi papi boom. Yeah, ဗီဒီယိုလေးမှာပြထားသလိုအင်ဂျလာကိုစကိုင်းပီယာစာတွေရော DSP identity ရောလုံးဝ inspire တွေပါပေါင်းပြီးဆက်ထားတာကတကယ်ချမ်းမချမ်းတော့မသိကြဘူးဆိုပေမဲ့ကျွန်တော်အခုလက်ရှိဆော့နေတဲ့ inspire ကတော့တွေးကြတဲ့အတိုင်းပဲသွေးနည်းနည်းလေးအောင်မှ inspire ဖွင့်ပြီးပြန်ပြစ်လို့ရတဲ့အပြင်ကမှသွေးတွေပြန်တက်နေတာဖြစ်တဲ့အတွက် survive ဖြစ်သွားခဲ့ပါတယ်။ revamp လုပ်ပြီးကလေးကတော်တော်လေးကိုမှကျန်းလာတဲ့ battle spell တစ်ခုဖြစ်ပြီးတော့ maxman နိုင်တဲ့လက်ဆွဲတော်ဖြစ်လာပြီးတော့ DSP maxman ရော critical maxman တွေရောကဒီ battle spell ကိုကြိုက်ကြတယ် inspire ဆိုတဲ့အတိုင်းပဲ DSP မြန်တဲ့အပြင်ကမှသူကသွေးနည်းနည်းလေးရှိရင်အောင်မှသွေးပြန်တက်ပါသေးရဲ့။ ပါရရဲ့ availability က20စက္ကန့်နေဆိုပေမဲ့ maximum တကောင်အနေနဲ့အဲ့ဒီလို20စက္ကန့်ဆိုတဲ့အခြေအတွေ့မှာဘာမှမဆိုဖြစ်သွားအောင်လုပ်နိုင်တာဖြစ်တဲ့အတွက် inspire ဆိုတာကမီယာလူကောင်မျိုးအတွက် OP battery spare တစ်ခုလို့ပြောလို့ရပါမယ်ဟာ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 အိုး ပြီးတော့ Glock ကို Inspire နဲ့ဆော့ပြီးတော့အလုံးထွေးကြတဲ့အချိန်မှာသွေးနေနေတဲ့အချိန်မှာ Blazing Wing Inspire ပေါင်းပြီးတော့သုံးတဲ့အကွက်ကလည်းအရင်တုန်းကခေစားခဲ့တယ်ဆိုပေမဲ့အခုလက်ရှိက Glock ကို Inspire နဲ့ဘယ်သူမှမဆော့ကြရတာဖြစ်တဲ့အတွက်တိတ်ပြီးတော့အသုံးမဝင်ဘူးဆိုပေမဲ့မှတ်ထားသိကြပါရစေ။ Inspire ဆိုတာက ADSB တွေကို boost ပေးတဲ့ better spare တခုဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ ADSB Maxman နေပါပဲ Inspire ကိုထည့်ပြီးတော့ short တင်တယ် ADSB Maxman ဆိုတာထက်ပြား basic အထက်ဖြစ်တာမြန်တဲ့ Maxman နေမှာပို့ပြီးတော့တွဲ short တင်တယ် B-trade တို့ clean တို့ brody တို့ကြတော့ basic အထက်ကိုအားကိုးရတာမှန်နေဆိုပေမဲ့သူတို့က ADSB Maxman မဟုတ်တာဖြစ်တဲ့အတွက် Inspire နဲ့အကောင့်တွေကလုံးဝမလိုက်ဖက်ပါဘူးဒါတော့ IQ 1400လောက်ရှိတဲ့လူတွေပဲအသုံးပြုနိုင်မဲ့ Sprint ဆိုတဲ့ Battle Spare ပါ Battle Spare ကိုနှိပ်လိုက်ပြီးဆိုရင် Slow Effect အားလုံးကို Immune ဖြစ်စေမှာဖြစ်ပြီးတော့ပြေးတာနဲ့ပြေးတာလွယ်ပြီးတော့ပြေးတာနဲ့ပြေးတာ ပြင်ပြေးတာနဲ့ပြေးတာတွေကိုပါလုံနိုင်မှာပါဒီ sprint ဆိုတဲ့ battle spare ကတော်တော်လေးစောက်တာကြရတဲ့ battle spare ဖြစ်ပြီးတော့ spare တွေကိုရှောင်နိုင်တဲ့ကောင်တွေတကယ် CI တွေမှာအသုံးပြုနိုင်မှာဖြစ်ပြီးတော့အရှိမပြောခဲ့သလိုပဲ IQ 100လောက်ရှိမှဒီ battle spare ကိုသုံးဖို့အဆင်ပြေမှာဖြစ်ပြီးဒီလိုမျိုးပြေးနိုင်မှုဆိုတာက professional ကြာနေဖို့လည်းလိုပါတယ် professional မကြရင်တော့ပြေးနေနဲ့ရိုက်ခံရတာတို့တက်ခံရတာတို့ stand ခံရတာတို့ spare တွေထိရတို့ဖြစ်ပြီးတော့ခဏခဏရှော့တာနိုင်တဲ့အခြေအနေတွေရှိနေရဖြစ်တဲ့အတွက်ဒီ battle spare ကိုခြင်တဲ့ကောင်တွေကတကယ်ကို genius တွေလို့ပြောလို့ရပါမယ်အခု brother တို့ကြည့်နေတဲ့ DC လောင်းဆိုရင်လည်းတော်တော်လေးကိုစောက်တာကြပြီးတော့ concealer နဲ့လှလ ားပပလေးထွက်ပြေးသွားတာပါကျွန်တော်တို့လူပြား iTuning နဲ့ဒေါ်သားလေးတွေကတော့တို့လိုအကွက်တီမပြနိုင်ဘူးလေအဲဒီတော့ကျွန်တော်တို့ကလည်း Irithel ကို spray နဲ့ဆော့တာတို့ဂလူးကို spray နဲ့ဆော့တာတို့ပဲလုတ်တက်ကြတာဗျာ Irithel spray နဲ့ဆိုရင်လည်းဘေးစိထက်တီဖြစ်တာမြန်တယ်ဂလူး spray ဆိုရင်လည်း skill မှာခဏခဏစတန်လို့ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့လို iTuning ပြီးတော့တိတ်ပြီးမတွေးနိုင်တဲ့ကောင်းတွေအတွက်အဆင်သင့်ပါပဲဒါကတော့ gear player လေးတဲတဲလုတ်ချစ်ကြတဲ့ spool လေး Florin လို့ပြောလို့ရပြီး wine player တွေတော်တော်လေးစောင့်မြင်ကြကြတဲ့ spool လေး Florin လို့လည်းပြောလို့ရပါမယ်အခုလက်ရှိမှာဆိုရင်တော့ဖြင့် Barry ရဲ့ မတ်3ဆိုတဲ့နေရာမှာရောက်နေပြီမြေအခုလက်ရှိမတာရဆိုရင်လည်းဒီ Raven Light ဆိုတဲ့စပယ်တနည်းအားဖြင့်တော့ဗျာမြန်မာလူဆိုရင် တော့နက်ရီကန်ဆိုတဲ့စပယ်လေးနဲ့ဒီစပူလေးကတော်တော်လေးကိုလိုက်ဖက်နေတာပါစပယ်ကိုနှိပ်လိုက်ပြီဆိုတာနဲ့ကိုရောကိုဘေးမှာရှိတဲ့ teammate တွေအားလုံးကအဲ့ဒီ Raven Light စပယ် rain နဲ့မှာရှိနေမယ်ဆိုရင်သွေးတွေပြည့်ပြည့်လာလိမ့်မယ်နောက်ပြီးတိထားမှာတစ်ခုကပါလဲဆိုတော့ Raven Light ကိုသုံးတဲ့အခါကျရင် Level 1မှာဆိုရင်တော့ဗျာသွေးကထင်းတဲ့လောက်ကြီးမပြည့်ဘူးဆိုပေမဲ့ Level 5ရောက်လာတဲ့အခါကျရင် Level မြင့်မြင့်လာတဲ့အပေါ်မူတည်ပြီးတော့သွေးတွေပြည့်ရဲ့နှုန်းကလည်းတိုးတိုးလာမှာပါနက်ရီကန်ကိုပူဇော်ပါတာမှုမရှိဘဲနဲ့ဒီတိုင်းမြန် မာလူကြီးသုံးမယ်ဆိုတော့ပြင်အလုံးတွေ့ကြရတဲ့အတိုင်းပဲသွေးကတရာကျော်ပဲတက်တယ်ဆိုပေမဲ့လည်းပဲနေရီကန်လေးကိုအုံဝင်းကပြောပွဲရင်းနေတိတိကျကျစနစ်တကျသုံးမယ်ဆိုတော့ပြင်တွေ့ကြတဲ့အတိုင်းပဲသွေးက200ကျော်နီနီ300ကျော်လောက်ကိုပြန်တက်နေတာဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင်တခြားစပိန်ရင်းနဲ့ပေါင်းလိုက်လို့ရှင် Helium Validity ကကြောက်စရာကြီးပါအတီဘဲနဲ့ဒုံဝေးနေပြီးလာလာမေးနေမှာဆိုလို့တခါတည်းဒေရှင်းရမယ်ဆိုတော့ပြင်အုံဝင်းဆိုတာက Oasis ကိုပြောတာဖြစ်ပြီးတော့အပြောပဲဆိုတာကသွေးတွေရှိရတက်တာကိုပို့ပြီးတော့ boost ပေးရ Oracle ကိုပြောတာပါငါစတန်များလို့မတဲ့ငါဆောင်းအောင်ပါတယ်

သူမလောက်သွားတဲ့အကွက်တီလိုပဲအရင်လာရမလား Ispelli ရဲ့နာမည်ကတော့မြန်မာလိုဆိုရင်တော့ကြောက်ရုပ်ပေါ့အင်္ဂလိပ်လိုဆိုရင်တော့ကျွန်တော်တို့က P3 P3 ဆိုပြီးတော့ခေါ်ပါတယ်တကယ်တမ်းနာမည်အရှိကောက်ကတော့ Petrify ပါအရင်ခေတ်ကာလတုန်းကကျွန်တော်လည်း Petrify ကိုတိတ်ပြီးတော့မသုံးပြတော့ Bay Hero နဲ့နာမည်ကြီးခဲ့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်တော့မသိပါနဲ့အခုလက်ရှိအနေအထားမှာဆိုတော့ပြင်ကျွန်တော်အခုလက်ရှိခြင်နေတဲ့ဂူရှင်တို့နာ Gameplay နဲ့ကြားခဲ့တဲ့ Bunny တတာတို့ Suyu တို့ဟာဆိုတော့ပြင် Petrify နဲ့ Light Song Hero တွေလို့တော့ပြောလို့ရပါမယ် Bunny တတာအနေနဲ့စကေး1သုံးပြီးချင်း P3 ကိုတန်းသုံးမယ်ဆိုရင် P3 ရဲ့ scan ကအနောက်မှာကျန်ခဲ့မှာဆိုပေမဲ့ ည်းပဲကျွန်တော်တို့ကစကေးဝမ်းဓာတ်နှစ်ချက်လုံး enemy ကိုထိပြီးတော့မှ briefio သုံးမယ်ဆိုရင်တော့ဖြင့်ချက်ချင်းစတန်းသွားစီမှာပါ final blow ခင်းပြီးတော့ p3 နဲ့စတန်းနေနေဆိုရင်ကျွန်တော်တို့က final blow နောက်ဆုံးကိုရောက်သားမှာ p3 ကိုတုံးရမှာမဟုတ်ဘဲနဲ့ final blow ကိုတုံးလိုက်ပြီဆိုတာနဲ့ p3 ကိုချက်ချင်းနှိမ့်မှသာအလုံးတိကျတဲ့အတိုင်းပဲ p3 ရဲ့စတန်းကိုတုံးအောင်လောကခန်းစားရမှာပါ ရောစကေးဝမ်းဓာတ်ပေါက်ပြီးတော့အန်နမီကိုစကေးဝမ်းဓာတ်နဲ့အနောက်ကိုလိုက်သွားတဲ့အချိန်ဘတ်တာဖိုင်းကိုလမ်းမှာတုံးခဲ့တယ်ဆိုတာကတွေးကြတဲ့အတိုင်းပဲဘတ်တာဖိုင်းရဲ့စတန်ကြီးကအနောက်မှာကျန်နေခဲ့ပါတယ်။အဲ့ဒီလိုမျိုးမဖြစ်ချင်ဘူးဆိုရင်အန်နမီစီကိုရောက်သွားပြီးတော့အန်နမီနဲ့ kiss ပေးလိုက်ပြီးဆိုတာနဲ့ဘတ်တာဖိုင်းကိုတုံးလိုက်။အဲ့ဒီခါကျရင်အန်နမီကချက်ချင်းစတန်သွားလိမ့်မယ်။ဒါကတော့ကျွန်တော်လည်းပါးစပ်နဲ့ရှင်းမပြတတ်တဲ့ကွန်ဘိုတွေပါ။ scale one butterfly လောက်ချင်နေဆိုရင်ကျွန်တော်တို့က scale one သုံးပြီးရတယ် butterfly ကိုချက်ချင်းတန်းပြီးတော့မနှက်ရအောင်ဘယ်လိုမျိုးချိန်မှာနှက်ရမှာလဲဆိုတော့ကျွန်တော်တို့က scale one သုံးပြီးတော့ enemy ကိုရောက်သွားပြီဆိုမှအခုလို butterfly နဲ့နှက်ပြီးတော့ combo အလှလေးပြရအောင်မယ် ဒါလို့ဆိုရင်တော့ verify နဲ့ဘယ်လိုကုမှုရမလဲဆိုတာကိုနားလည်သွားလောက်ပြီးလို့ထင်ပါတယ် freestyle ပြဖို့ပဲတီးတန့်သုံးကြပြီးတော့ chang pro league ရဲ့လက်ဆွဲတော်ဖြစ်တဲ့ flicker spray ဒီ brand spray ရဲ့အကြောင်းကိုတော့ twitter တူရှင်းပြနေစရာမလိုဘူးလို့တော့ထင်ပါတယ်အဲဒါကြောင့်မလို့လူတော်တော်များများမလောက်တတ်သေးတဲ့ flicker နဲ့ကုမှုလို့ရတဲ့ spray combo လေးတွေကိုပြပြမယ် ဂျေဂျီက enemy ဖင်နဲ့ကိုဝင်ငန်းနီးကြမှာဖလီကာကိုသုံးမယ်ဆိုတော့ပြင်တွေးကြတဲ့အတိုင်းပဲဂျေဂျီကကိုဖင်နဲ့ကိုပဲပြန်ဝင်လာမှာပါအဲ့လိုမဖြစ်ချင်ဘူးဆိုရင်ကိုရီးယားဘယ်လိုလုပ်ရမလဲဆိုတော့ဂျိတ်ကကိုယ့်ရဲ့လက်ထဲကနေထွက်သွားပြီဆိုတာနေဖက်ကနေဆိုပြီးတော့ဖလီကာကိုတုံးလိုက်အဲ့ဒါဆိုရင် enemy ကိုမိတယ်ကျွန်တော်ပြောရအောင်ဒီဂျိတ်ကလေ့ကျင့်မှုတော့အနေငယ်လိုရဲဆိုပေမဲ့လည်းတကယ်တက်မြောက်သွားပြီဆိုလို့ကတော့ enemy ကို surprise motherfucker ဆိုပြီးတော့လက်ကြီးနဲ့လှမ်းပြီးတော့ဆွဲလို့ရတာဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင်ဒီဂျိတ်ကအရန်သုံးဝင်ပါတယ် train ကြပါ ကျွန်တော်ခဏခဏပြနေတဲ့အကြောင်းအရာဒီ basic combo လေးတောင်မှချောင်း pro လေးတွေကမတက်ကြသေးဘဲနဲ့ချောင်း pro လေးဆိုပြီးကိုကုကိုနာမည်တက်ထားတဲ့လူတွေရှိရကြအောင်ပါဒါကတော့ကျွန်တော်ပြောပြောနေတဲ့ချောင်း pro လေးတွေလုံးနေကြဖြစ်တဲ့ software combo ပါဖက်ကနေသူကန်လိုက်ပေမဲ့ enemy ကကိုယ့်ရဲ့နောက်ကိုရောက်မသွားတဲ့အပြင်ကိုက enemy စီလိုက်သွားတာဖြစ်တဲ့အတွက် flick guy လေးအလကားပုတ်ပါတယ်ပြီးတော့ဖောက်ပြန်ခံရမယ့်နောက်ပြန်ကန်တဲ့အဘက်ကိုဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်အသေးစိတ်ဒီဒီကြကြလေးပြပြမယ်တေချာမှတ်ထားကြနော်ပထမအောင်ဆုံးအနေနဲ့ကျွန်တော်တို့တည်ထားရမှာက flicker rate နဲ့ ultimate rate ပါတည်ထားရမှာတခုက flicker ရဲ့ rate ကကိုယ်ဘယ် position ကို သွားမယ်ဆိုတဲ့ဟာကိုညွန်ပြနေတာဖြစ်ပြီးတော့ကျွန်တော်တို့ကအက်တီမိတ်ကိုကန်ဖလီကောက်အနောက်ပြန်သွန်းလိုက်တဲ့အခါကိုယ့်ရဲ့ position ကပြောင်းလဲသွားတာဖြစ်တဲ့အတွက် enemy ကကိုယ့်ရဲ့နောက်ကိုရောက်လာတာပါဒီလို position မှာအနောက်မြင်ရတဲ့အတိုင်းပဲ enemy ကကိုယ့်အရှိမှာရှိတယ်ဗျာအဲ့ဒီ enemy ကိုကန်လိုက်လို့ရှိရင် enemy ကဟိုးအနောက်ကိုပဲရွေ့သွားမှာအဲ့ဒီမှာကျွန်တော်ကအက်တီမိတ်ကိုကန်လိုက်တယ်ပြီးရင်ဖလီကောက် enemy ရဲ့စက်ညင်ဘက်ဖြစ်တဲ့အနောက်ဘက်ကိုသွန်းလိုက်တဲ့အချိန်ကျွန်တော်ရဲ့ position ကပြောင်းလဲသွားတာဖြစ်တဲ့အတွက် enemy ရွေးမဲ့ position မှာချက်ချင်းပြောင်းလဲသွားတာပါ castle name မှာဆိုရင်တော့ဒီကုန်းဘုကလောရတာလွယ်တယ်ထင်ရတယ်ဆိုပေမဲ့ enemy တွေကပွဲထဲမှာဆိုရင်ရွေ့နေမှာဖြစ်တဲ့အတွက်ဒီလိုမျိုးမတ်တက်ရက်နေ ရဲ့ enemy မဟုတ်ရင်တော့ကျွန်တော်တို့ကကန်တက်နိုင်မှုတွေလေ့ကျင့်ရပါမယ်။ classic မှာကျွန်တော်တို့ကကိုမိုထွင်းတဲ့အခါကျရင်ဆော့တလွဲပေါင်းများစွာနဲ့အစိခံရပေါင်းများစွာကိုကြုံထွေးရမှာဖြစ်ပြီးတော့အဲ့ဒီအစိခံရတွေကနေပြီးတော့ဆော့တလွဲတင်ငန်းသားတွေကိုယူရင်းနဲ့ကျွန်တော်တို့ကကိုမိုတက်မြောက်အောင်လေ့ကျင့်ရမှာပါ။တိထားမှာတစ်ခုကပါလဲဆိုတော့ဘသူမှလွယ်လွယ်နဲ့မတက်ပါဘူး။သူများတွေကတော့တစ်တော့မှာစကီတူလေးသုံးပြီးတော့ flick ကလေးကိုမြန်မာလူလေးသုံးလိုက်တာပဲ။သူတို့ကြတော့လေပေါ်မြောက်ပြီးတော့ငါကြတော့အခုလိုဆော့တလွဲကြီးဖြစ်နေတယ်ဆိုတဲ့လူတွေအတွက်ရှင်းပြပါမယ်။တိထားမှာတစ်ခုကစကီတူသုံးပြီးတော့စကတ်နဲ့လမ်းအောင်လိုက်တဲ့အခါကျရင်ကိုကမြေပေါ်မကျခင်အချိန်အတွင်းကို flick ကိုအနမီစီရအောင် ွားရမှာပါဒီကြလေးကြည့်ရင်ဒီကိုမိုးကလည်းတော်တော်လေးအသုံးဝင်တဲ့ကိုမိုးဖြစ်တဲ့အတွက် brother တို့အနေနဲ့ပွဲထဲမှာလွတ်တိတကျအသုံးချဖို့အတွက် customer ခဏခဏ train ပြီးတော့ခဏခဏလေ့ကျင့်မှသာဒီကိုမိုးကရှားနိုင်မှာပါ။စကီတူသုံးပြီး flick ကသုံးတဲ့အခါဆောသွားတာလည်းမရသလိုနောက်ကျတာလည်းမရတာဖြစ်တဲ့အတွက် brother တို့ကချိန်သားကွက်တိကြအောင်သုံးနိုင်ဖို့လိုပါမယ်။ ဗန်ဂျက်နဲ့ဗဲလာရီဗဲလာရီနဲ့ဗန်ဂျက်ဆိုတာကခွဲလို့မရတဲ့ကွန်မိုတွေဖြစ်ပြီးတော့ဒီကွန်မိုလေးရာဆိုရင်လည်းပဲမတ်စမန်ပလီယာတိုင်းကြောက်ကြတဲ့အိမ်မဆိုးကြီးတစ်ခုလည်းဖြစ်တယ်ဗန်ဂျက်နဲ့ live fight ရဲ့ hero တွေကတော့ဗဲလာရီတို့ဗဲလာရီတို့ဗဲလာရီတို့လို့ hero တွေဖြစ်ပြီးတော့ဗန်ဂျက်နဲ့အလိုက်ဆုံးကလည်းဗဲလာရီဖြစ်ပါတယ်ဗန်ဂျက်နဲ့ပတ်သက်လို့တော့ကောင်းသောရရာရဲ့ကျွန်တော်ပြောမပြနိုင်ဘူးဆိုပေမဲ့ဗန်ဂျက်ကိုထိုင်ပြစ်ချင်တယ်ဆိုရင်မတ်စမန်တွေအတွက်ဗန်ဂျက်ကိုကောင်းနိုင်တဲ့လူကိုပြပြပါမယ်ဟောကောင်တို့ကဗန်ဂျက်ကြီးကိုထိုင်ပြစ်ချင်တပဆိုရင်တော့ဒီလိုမြန်မာလူကြီးတွားလို့လို့မရအောင်တွေးကြတဲ့အတိုင်းပဲဗန်ဂျက်ကြီးဖြွင့်ပေးလိုက်တာဟောကောင်ကဘာမှလို့မလုပ်ရသေးခင်ကျွန်တော်ကမြန်မာလူကြီးတမ်းမ းလျှောသွားပါတယ်ဒါပေမဲ့ကိုရီးယား professional ဆက်ဆံ radio အာမာကြီးကောက်ထိုက်လိုက်လို့ရှိရင်မြန်မာမင်း vanjan မကလို့ bella regine နေတွေ့ကြတဲ့အတိုင်းပဲ vanjan ရဲ့ damage တွေကလျှောသွားမှာဖြစ်ပြီးတော့ blessing way ကို ac ခွဲနိုင်ပါပြီ radio အာမာဆိုတာက vanjan ရဲ့ damage တွေအားလုံးကိုတော့ interview မဖြစ်စေနိုင်ဘူးဆိုပေမဲ့ vanjan ကနေလာမဲ့ magic damage တွေကိုတော့ရှင်းချပေးနိုင်တယ်အဲ့ဒါကြောင့်မလို့ vanjan ပါလာလို့ရှိရင် radio အာမာနဲ့ကောင်းလာလို့ရတာပါမလီစာလိုကောင်မျိုးတွေတို့ဘာတို့ညာတို့ဆိုရင် radio အာမာကြီးနဲ့လိုက်ပြီးတောင်းကျမ်းနေတာမြင်လို့တော့မကောင်းပါဘူး flame shot အမ်စိတ်တော့ကပေးတဲ့ channel player တွေနဲ့ဟောတလူမျိုးဘက်ကိုခိုးစားကျင်နေကောင်းဒီတုံးတဲ့စပယ်ဖြစ်ပြီးတော့ flame shot က flame shot ဆိုတဲ့အတိုင်းပဲကောက်စားရတဲ့စပယ်တကွအပြင်မပို့ဘူး enemy ကိုကိုနားလာရင်တုံးထုံးလို့ရတဲ့စပယ်ဆိုတာကတော့မှန်နေဆိုပေမဲ့များသောအားဖြင့်ကဟောဒီလူမျိုး enemy ကိုစိတ်တော့ကပေးဖို့အတွက်သုံးတာများပြီးတော့ကေးကောက်စားတာဘက်ကောက်စားတာတာတယ်ဒီလော့ဒီကောက်စားတာလို့ပြင်အမ် hero ကေးကောက်စားတာပါလောက်ကြပါလေ favorite တွေတခုပြပြရမယ်ဆိုတော့ပြင် main player စစ်မှန်နေဆိုရင်ဘယ်တော့မှ flame shot နဲ့မဆော့ပါဘူး pg ဆိုတာရှိကြတယ်ဟာနာမီနဲ့အလိုက်ဆုံးစပယ်ဖြစ်ပြီးတော့ magic damage ဘိုင်းနာတရာကဆိုရင် လည်း50%ရှော့ချပေးတဲ့စပယ်ဖြစ်တဲ့အတွက်ထွတ်ထွတ်ပြောစရာမလိုပါဘူး Twitter fine ဆိုလည်း CCD ကိုအင်ပြူတယ် CCD ကိုရှောင်လို့ရတယ်ကွက်တီသုံးရမယ်ဆိုတာလွဲပြီးတော့ဘာမှထွတ်ထွတ်ပြောစရာမရှိပါဘူးကျွန်တော်လည်း Tower only ချိုးတဲ့ player မဟုတ်လေတော့ arrival အကြောင်းကျွန်တော်ကောင်းကောင်းနားမလည်ပါဘူး live လာကြီးသလောက်ဆိုရင်လည်း Tower ချိုးလို့ရတဲ့စပယ်ဆိုတာလွဲပြီးတော့မပို့ဘူးအဲဒါကြောင့်မလို့လည်းဒီ battle spell သုံးခွက်အကြောင်းကိုကျွန်တော်အနေနဲ့ကကနနတီတီချာချာရှင်းမပြတော့တာပါကဲဆိုတော့ကကျွန်တော်ဒီကနေ့ video ရတော့ဒီလောက်ပါပဲကျွန်တော်အနေနဲ့ဒီလိုမျိုးမိနစ်20ကျော်ကြာတဲ့ video ကိုအချိန်နဲ့အများကြီးပေးပြီးတော့လောက်ထားရတာဖြစ်တဲ့အတွက်စူးစမ်းရချိုးနှက်အောင်လို့ဆို ပြီးတော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့ကုညာအဖေပြသဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်မောင်စမိုင်းပါနောက်နေ့နောက်နေ့ကြာရင်လည်းမတူညီ content အသစ်တွေနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲပြီးခင်ကြပါစေ bye bye ပါခင်ဗျာ